ားအလုံးမဲမင်္ဂလာပါများကောင်းဆက်တဲ့တင်ထနာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံမျိုးဖိုင်လေးကတော့ဇော်ဘိုးဟင်းကိုထောင်ထဲထည့်လိုက်တာသူ့ကြောင့်ဆိုပြီးစိန်ခေါ်ခံနေရတဲ့ဥအောင်မင်းရဲ့ရုပ်တံမျိုးဖိုင်လေးကိုတင်ဆက်မျှဝေပေးလိုက်ပါရခင်ဗျာဒရမာဥအောင်မင်းကိုဘသူတွေကစိန်ခေါ်ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့တင်ထနာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဟုတ်ပါတယ်အောင်မင်းပါဗျ။အော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ရတယ်ပေါ့နော်။ကျွန်တော်အခုကွန်မန့်ဆိုတော့ပြောပါပါရရနော်ကွန်မန့်ဆိုတော့ပြောပါကျွန်တော်တို့တိတ်ချက်ပို့တော့ဘိုးရောခလာထောင်းလိုက်ဖြစ်နိုင်တယ်ဟုတ်ကဲ့ဟာဟာဘာဘာဘာလို့ဖြစ်လို့လဲဘယ်လိုဖြစ်လို့လုပ်ပါအောင်သူ့အောင်သူထောင်းနေကုန်တာအောင်မင်းနဲ့ပါတိုင်လို့လုပ်ပါအောင်အဲ့တော့ကျွန်တော်စိတ်ဝင်တော့ဗျာဒီကခဏကိုကျွန်တော်ပြောချင်တာဒါတော့တက်မလို့ဟိုရှစ်တဲ့လူဗျာခဏလုပ်ရတယ်ဒီကခဏတော်တော်အနတော်တော်ခိုးရပြီဗျာဟိုဘယ်သူကတက်မလို့ရှစ်တာလဲလုပ်ပါအောင်ပြောပါအောင်ကျွန်တော်ကို ထောက်ပြနေတာလေဗျာတမတော်ရဲ့လိုအပ်ချက်တွေထောက်ပြနေတာလေဗျာတမတော်ချက်လို့အော်တော်တော်ကြီးကုန်ပြီပြမယ်ကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးပြเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားကတကယ်အဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post တွေကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ကိုထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီ bit ကြိုက်တဲ့ချိန်လုံးလို့ရတယ်เนาะခင်ဗျားတယောက်တည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီ အဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခဏတက်တက်ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာတွေကျွန်တော်ဓမ္မကုန်ဘယ်လိုဟောမလဲ online debate လုပ်လို့ရနော် debate လုပ်လို့ရကျွန်တော်ပြောပြမယ်ဗျာတက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ငါနဲ့ကန်တုတ်နေတယ်တုတ်နေလို့မရတော့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ဖွဲ့တည်းမှာယူရစစ်တိုက်နေတာပေါ့နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လင်းကို ဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမောင်ခိုလမ်းကြောင်းမှာဒီကောင်မောင်ခိုကူးနေတဲ့ကောင်လေသူကရှမ်းမြောက်မှာတက်မလို့နိုင်နေကြတာမဟုတ်ဘူးမောင်ခိုလမ်းကြောင်းပွင့်နေကြတာကျွန်တော်လူပြောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောခဏလို့သိအောင်ပြပြလိုက်မယ်တကယ်သာ तू ဟာဟာလာ तू ပြောလို့ तू ဟာစိတ်ကောင်းရှိပါတယ်လို့ခဏ तू ကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျာကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကို9ပုံမှာ နေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံဆိုတဲ့ပါတီယုံကြီးတစ်ခုတည်းကနေပြီးတော့အဲ့ယုံနဲ့ကကျွန်တော်မထွက်ရင်ပါတီအဲ့ပါတီရောမဲမပေးပါဘူးသူလုပ်ခဲ့တယ်ပြီးတော့ तू ကဒီဘက်မှာကြတော့ပန်းလူတွေအာ तू လောက်လူတွေကိုချစ်တာတို့ तू ကလူတွေကိုဘလို့တနာတတ်တာတို့เนาะကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးဆိုဖွင့်နေပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်နေပြောပြတာမှန်တယ် तू လည်းကျွန်တော်လည်းရံပြုတ်ကိုစိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအစ်အထိကျွန်တော်ရောက်ဘူးရဲ့ဒါပေမဲ့ तू မိမဘာဘူးဖြစ်တယ် तू မိမဘာဖြစ်တယ် ဟုတ်လား तू ဘလို့ဖြစ်တယ်ကျွန်တော်ဘယ်တော့မှမပြောဘူးကျွန်တော်မိန်းမအကြောင်းလေးနဲ့ तू ရှောက်ပြောတယ်မောင်ကောက်ကပေါက်ခဲ့ရတယ်နော်ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မလို့ချစ်တယ်ဆိုတာတက်မလို့ဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ်တက်မလို့ကပွင့်လင်းပြောရတယ်မာတာမာတရားသားရည်နဲ့ဖွဲ့စည်းထားတာနော်မာတရားသားရည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတဲ့ဖို့လူတယ်ဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့အတွက်ကပုံမှန်အခြေအနေမဟုတ်ဘူး အရာအားလုံးကိုသူတို့တွေနေကြိုးစားပန်းကလုပ်နေရတဲ့အခြေကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မတော်ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခဏကြိုက်တဲ့လူဖားကြည့်ပါခဏဖားဖားကြည့်ပါကျွန်တော်တို့ကကြတော့ဘောမရည်လို့ဖားတယ်ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းသူမှမပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေနဲ့အမြင်မတူတာတွေရှိရရှိတယ်ကျွန်တော်ပြောချင်တယ်အမြင်မတူတာရှိအမြင်မတူခြင်းကမတူခြင်းပဲเนาะအဲ့ဒါကဘောမရမှာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေခြင်းပဲကျွန်တော်ပြောချင်တာနော် ကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေအထားမှာသူချက်ကုတ်ချက်ကဲယုံနေရအဲ့ချက်ကုတ်ချက်ကဲယုံကန်နေတာကလည်းဘယ်သူတော့မှမဟုတ်ဘူးတက်မတော်အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှာတခြားနီးတက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတဲ့မားတွေအများကြီးရှိတယ်တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောက်သူထောင်ဝင်းဝင်ရောမကလို့သူ့ဘောက်သူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလေဘောင်းလည်းမထည့်ဘူးကြာသူ့ဘောက်သူဘာကြီးလဲဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာ တက်မတော်ချစ်တယ်ချစ်တယ်ဆိုတာတက်မတော်ကိုချစ်တတ်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမျိုးဘိုးကျော်အောင်ပြောတဲ့စကားနော်တက်မတော်ကိုချစ်တတ်ဖို့လူတယ်ဆိုတာအချိန်လုံးကလည်းဘိုးကျော်အောင်ဆန်းလည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုရင်ဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားပေါင်းလို့လွတ်လပ်ရေးအင်္ဂလိပ်နဲ့ပေါင်းပြီးလို့ဆိုရင်ဒီလိုပဲပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိမှာလက်ရှိတက်မတော်အကြီးကြီးတွေကလည်းသူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းမြေရေရှိကောင်းသားရဲ့အတွက်သူတို့ပြောရရင်သူတို့တက်ထားတဲ့ပညာနဲ့သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရတယ်နော်ကျွန်တော်ပြောချင်တာ တစ်ကဘိုးချုပ်အောင်ဆန်းလုံးအောင်အောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါတည်းသူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တစ်ကတိုင်းပြည်လွတ်လပ်ရေးရဖို့အဓိကအခုလက်ရှိတပ်မတော်အခြေအခဲရေဆိုရလေဟလာဒီဟလာဒီ MND နဲ့ညှိတယ်နားရှို့ဟလာဒီတစ်ဖက်ဒီတစ်ချက်မပေါ့ပဲပြန်ယူတယ်ဟိုအေးအေးဆိုလို့ရှိရင်လည်းဒီလိုပဲအေးရပြိလာတယ်သူပြန်ရှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလည်းသူမရပုံနဲ့ဒီနဲ့ရအောင်ယူမယ်သူတို့ရှိမှအဲ့ဒီမှာရင်မဲ့ချက်ကမြန်မာနိုင်ငံဒီမိုကရေစီရောက်ရအောင်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရအောင် ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေသုံးသပ်တယ်အဲ့ဒီအတွက်ကိုကျွန်တော်ရဲ့စာရှင်ဘက်ကသုံးသပ်ခြင်းသုံးသပ်လို့ရတယ်ဒါပေမဲ့တခုလို့ရှိတယ်ဟုတ်လားကျွန်တော်အနမတွေအမတွေဟုတ်လားထားပါတော့ကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဖန်ကြရမလို့လေနော်နောက်ပြီးတော့တက်မတော်အကြီးအကဲတွေကိုလည်းငါနဲ့ဆဲပြီးဝေဖန်ရမလို့ခမောက်မဝေဖန်တဲ့ရင်ခနာတို့လူပြောမဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာမှန်တယ်သူတို့နဲ့ကျွန်တော်ကြားမှာသဘောထားကွဲလွဲမှုကိုကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်လို့တော့ကျွန်တော်လက်မခံဘူး ။ငါနဲ့ကဲတော့လက်မခံဘူး။ခဏကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့။နိုင်ငံတော်မှာရှိတဲ့တက်မတော်အကြီးကြီးဆိုတာဟာလားအဲ့ပခုံးကအပွင့်နေကနော်။လမ်းရွက်ဝယ်လာတာမဟုတ်ဘူးဗျာ။သူတို့ပါသူတို့လားဘူကြီးဘူမှုတို့အဆင့်ဆင့်ဆင့်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှနော်။နောက်ဆုံးရိုင်းရင်ပြောရင်မသိလို့ဒီနေရာကိုရောက်လာကြတယ်။ခင်ဗျားအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျားအိမ်လေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်အောင်။ခင်ဗျားဘလို့အပြစ်ဒဏ်ခံရမလဲဆိုနော်။ကျွန်တော်တို့ကပွင့်နေပြီးတော့မှန်တယ်တက်မတော်အကြီးကြီးတွေကိုဒီလောက်စော်ကားနေလို့မဖမ်းနဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့ တကယ်ကိုအမှန်လို့အမှန်ပြဖြစ်ခဲ့တယ်ဖမ်းလိုက်ပြီးတော့ဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူတို့လို့သူခံရတာဘူးမှန်လာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ debate လုပ်လို့ရတယ်ခင်ဗျားတို့ကြိုက်ပါဆိုရင်လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမှားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ